တင်တရားတို့လူထွက်ပြီးတော့စစ်မှုထမ်းလိုက်ပါနိုင်ငံမှာလည်းစစ်မှုထမ်းမှုလူတွေလိုနေပါတယ်အဲ့တော့အရှင်ဘုရားတို့လည်းအလုတ်မရှိနဲ့အတူတူဒီလိုပဲလိုင်းပေါ်မှာလက်ရလက်ရလုံနေမဲ့အတူတူသာသနာတော်အကျဉ်းကနေပြီးတော့မှစိတ်တမ်းတမ်းနဲ့ထွက်ပြီးတော့နိုင်ငံကိုအကျိုးပြုတဲ့เนาะနိုင်ငံဝင်တဲ့စစ်သားတွေဝင်လို့လိုက်ကြပါစစ်မှုထမ်းလိုက်ပါအဲ့လိုဆိုတော့လေတတ်မတော်လေအင်အားရှိတယ် နော်အရှင်ဖျားတို့တပိတော့ပြတပိတော့အလုံးလုံးလူတွေနဲ့ లై မော်တက်တက်ပြီးတော့ရံပြစ်နေမဲ့အစားလူထွက်ပြီးတော့ဖုံးတစ်လုံးစီနဲ့ဖုံးတစ်ယောက်တူနဲ့ లై မော်မှာလည်းရလက်ရလုံနေမဲ့အစားလူထွက်ပြီးတော့တက်မတော်လည်းဝင်လိုက်ပါတက်မတော်ကတင့်ကိုတက်မတော်ကအလိုရှိပါတယ်ဆိုတော့စာရီကလည်းစစ်တက်ဒီမှာရေးထားတာတွေ့ရပါတယ်အရှင်ဖျားတို့ဝင်လိုက်ပါနော်တပိတော်တို့ကကိုယ်ပါတာကိုထိမ့်သိမ့်နေဆိုတော့အရှင်ဖျားတို့ မူဇလင်အကြီးကိုမထိမ့်သိမ့်နဲ့အရှင်ဘုရားတို့ကိုအရှင်ဘုရားတို့ထိမ့်သိမ့်သာသနာကိုထိမ့်သိမ့်နဲ့ကာကွယ်လို့ဆိုတာကြီးကျယ်လုံးအကြီးခန္ဓာလုံးအကြီးတယ်အရှင်ဘုရားတို့ကိုအရှင်ဘုရားတို့အရှင်ဘုရားတို့တပါးချင်းစီတပါးချင်းစီကိုထိမ့်ရပါအရှင်ဘုရားတို့ကိုအရှင်ဘုရားတို့ထိမ့်ရင်အရှင်ဘုရားတို့မှာအရှင်ဘုရားတို့ရဲ့ဝိနည်းတွေနဲ့အညီနေထိုင်ရင်တရင်တော့နေထိုင်ရင်လူတွေတခြားဘာသာဝင်တွေကလည်းအရှင်ဘုရားတို့ဘလို့ပဲတိုက်ခိုက်တိုက်ခိုက်နော်အလူတွေကဘလို့ပဲအရှင်ဘုရားတို့ပုတ်ခတ်စော်ကားစော်ကားပြောတဲ့သူကမြေမြူသွားမယ်အရှင်ဘုရားတို့ဘယ်တော့မှကုန်တဲ့ရင်ကြာစေမသွားဘူးအရှင်ဘုရားတို့ လူတကာလိုက်ပြီးတိုက်ခိုက်နေမယ်ဆိုတာကို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 တင်လာကိုတမာတွေကိုကိုကိုထူထောင်ကြပါလို့အဲ့ဒါပဲပြောချင်ပါတယ်တပည့်ကြီးတွေနော်ယဟန်တွေဘိုင်းပေါ်မှာလှုပ်ချင်ရလို့ဖုံးတယောက်တစ်လုံးနဲ့နော်ဖုံးတယောက်တစ်လုံးနဲ့ line မော်တက်ပြီးတော့မရတက်ရှာတယ် line မော်တက်ပြီးတော့မှနော်ပတနာတက်ရှာတယ် line မော်တက်ပြီးမှဒုက္ခမှတက်ရှာတယ်ဒီလိုလုံနေတဲ့နော် line မော်မှာတက်ပြီးတော့ပွဲတက်ရှာနေတဲ့ဖုံးကြီးတွေယဟန်တွေအတွက်တော့ ငါဘာသာငါသာသနာငါဘုရားဘာသာဘုန်းကြီးလူများအတိတ်တိုင်းမဖြစ်ဘူးဆိုပြီးတော့ဖုံးပွမ်းနေနေမဲ့အထဲမှာတပိတော့မပါဘူးစမတ်မပါဘူးဒိုင်းကောင်ကနေပြီးတော့သာသနာညွှန်းနှောင်းစီမှုနဲ့ချင်းချောက်နေတဲ့အရှင်ဘုရားကိုတပိတော့ဒီနေ့ကနေပဲတခါတည်းရှောက်တင်လိုက်ပါတယ်ဖေ။ပြန်ချလိုက်ပါတယ်ဖေ။ဖေရဲ့သာသနာမှာလေရှင်ဖြစ်ဖို့မပါဘူး။အရှင်ဘုရားတို့ကလူတွေနဲ့တူပြီးတော့ရှင်ပြီးတော့ရှင်ဖြစ်နေတယ်။ တပည့်တော်တို့မိုက်မင်းနောက်ဆုံးမရမဆုံးမပဲနဲ့မေတ္တာကရုဏာမထားနိုင်ဘဲနဲ့အရှင်ဘုရားတို့ရဟန်းဝင့်နေမဲ့ဇာလူထွက်ပါလူထွက်ပြီးစမှုထမ်းကြပါနှလုံးသားတွေကလာတဲ့တရားကိုမပေးနိုင်ဘဲနဲ့စာအုပ်ထဲကလာတဲ့တရားတွေကိုပေးနေမယ်ဆိုရင်တော့အရှင်ဘုရားတို့လူထွက်ပြီးတော့စမှုထမ်းလိုက်ပါနိုင်ငံမှာလည်းစမှုထမ်းမှုလူတွေလိုနေပါတယ်အဲ့တော့အရှင်ဘုရားတို့လည်းအလုတ်မရှိနဲ့အတူတူဒီလိုပဲလိုင်းပေါ်မှာလက်ရလက်ရလုံနေမဲ့အတူတူသာသနာတော်အပြင်ကနေပြီးတော့မှစိတ်တန်းတန်းနဲ့ထွက်ပြီးတော့နိုင်ငံကိုအကျိုးပြုတဲ့နော်နိုင်ငံဝင်တဲ့စက်သားတွေဝင်လို့လိုက်ကြပါ ။ဒါပေမဲ့တော့အခုလို့ပြောတယ်ဆိုတာတွေကအခုဒီခေတ်ဒီကာလယနေ့ခေတ်ဗုဒ္ဓဗုဒ္ဓဘာသာကိုကိုယ်ပဲစိတ်ကတဲ့เนาะတကကြီးကเนาะနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုเนาะပိုင်နေတဲ့အစိုးရအဖွဲ့တည်ဗုဒ္ဓဘာသာကြီးဖြစ်တယ်အဲ့အချိန်မှာတပည့်တော်တို့ဗုဒ္ဓဘာသာကိုကိုးကွယ်လွတ်လွတ်လပ်လပ်ကိုးကွယ်လို့ရနေတယ်။နောက်တစ်ချိန်မြတ်အတိတ်တို့အနာအတိတ်ဆိုတာကိုဘယ်သူမှဟိုအနာဂတ်ဆိုတာကိုเนาะတပည့်တော်တို့ကပြစ္ဆုတ်ပံအကြောင်းကိုပဲပြစ္ဆုတ်ပံအကြောင်းကိုတော့အားလုံးမသိနိုင်ဘူး။ အနာဂတ်မှာမြန်မာနိုင်ငံမှာဘယ်သူကရှင်ပြင်းလို့ပြီးတော့ဘယ်သူကအုပ်ချုပ်မယ်ဆိုတာကကွေဥစည်းချုပ်ဖြစ်မယ်ဘယ်သူကတပ္ပရာဖြစ်မယ်ဆိုတာဘယ်ဘာသာဖြစ်မယ်ဆိုတာဘာသာဆိုတာကဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ကိုပဲပြောတာနော်ကျမတို့ရဲ့မြန်မာနိုင်ငံမြန်မာနိုင်ငံတိုင်းရင်းသားထဲမှာပါတာခရစ်ယာန်ပါတယ်လीနော်အဲ့တော့ခရစ်ယာန်နာနိုင်ငံတော်ရဲ့အထောက်အကူအနာကိုပိုင်နေနိုင်ငံတော်တမရဖြစ်မယ်နိုင်ငံတော်ရဲ့ကာကွယ်ရေးဦးစီးချုပ်ကြီးဖြစ်မယ်တမရရဲ့ကာကွယ်ရေးဦးစီးဦးကြီးဦးစီးချုပ်ကြီးဖြစ်မယ်ဆိုတဲ့အခါကျရင်အရှင်မြတ်တော့ဒီလိုဓာတ်မကျိုးဓာတ်မတဲ့တာတွေကိုမြင်တဲ့အခါကျရင် လူတိုင်းလူတိုင်းဘာသာတိုင်းဘာသာတိုင်းမှာအချက်နဲ့အလက်နဲ့စာအုပ်ထဲမှာအရှင်မရတို့ကစာအုပ်ကိုအလွတ်ဆိုဆိုပြီးပြောတာဟိုကကြတော့စာအုပ်ထဲမှာချမှတ်ထားတာနော်ချမှတ်ထားပြီးဘယ်နှခုနှစ်ကခေဘုန်းကြီးကဘယ်လိုဘယ်နှခုနှစ်ကဘယ်လိုဘယ်လိုအဲ့တော့ဗုဒ္ဓဘာသာရဲ့ဘုန်းကြီးကဘယ်လိုဖြစ်တယ်အဲ့တော့ဘယ်လိုဥယျာဉ်တွေလျှော့တင်ပါတယ်ဘာလို့တင်ပါတယ်တာသနိကအစအဦးတွေမလို့အတဲ့ဟာတွေဖြတ်စည်းတင်ပါတယ်ဖြတ်တင်ပါတယ်မလို့အတဲ့ဒီမှာဘုန်းကြီးတွေကိုလူထွက်ကိုင်းတင်ပါတယ်အဲ့လိုတွေကလုပ်လာရင်နှစ်ထောက်ခွန်ရွှေဝါရအောင်အရေးခင်းတဲ့တော့စိုးဦးမယ်အရှင်ဘုရားတို့တန်ဃာတွေသွေးထွက်တန်ယူများစွာ မြင်ရအောင်လေเนาะအရှင်များတို့လောက်ကပါလဲလူထွက်ဆိုရင်ဆန္ဒပြဖို့ပဲရှိတယ်လေเนาะအဲတန်ခါရရွှေဝါရောင်အရေးခင်းလို့ရွှေဝါရောင်အရေးခင်းလို့တန်ခါအရေးခင်းလို့ဒါရင်ဖန်ပြီးအောင်မယ်အခုကနိုင်ငံရေးအတွက်ကိုအာနာအာနာအတွက်ကိုနိုင်ငံမှာစူပူနေတယ်အခုနောက်ကြရင်သာသနာအတွက်တပည့်တော်တို့နိုင်ငံကထပ်ပြီးတော့မှသွေးချောင်းစီးရအောင်မြင်ရနေတယ်တပည့်တော်ကအကြမြင်ရလို့တော့မဟုတ်ပါဘူးတုံးသက်ကြည့်တာပေါ့ နော်အဲ့တော့အဲ့လိုတွေမဖြစ်အောင်အရှင်ဘုရားတို့ထိမ့်သိမ်းရမယ်အရှင်ဘုရားတို့ကိုသာသနာကြီးကိုမထိမ့်သိမ်းနဲ့အရှင်ဘုရားတို့ကိုအရှင်ဘုရားတို့ထိမ့်သိမ်းသာသနာကိုထိမ့်သိမ်းနဲ့ကာကွယ်လို့ဆိုတာကြီးကျယ်လွန်အကြီးရဲ့ခန္ဓာလွန်အကြီးရဲ့အရှင်ဘုရားတို့ကိုအရှင်ဘုရားတို့အရှင်ဘုရားတို့တပါးချင်းစီတပါးချင်းစီကိုထိမ့်ရအရှင်ဘုရားတို့ကိုအရှင်ဘုရားတို့ထိမ့်ရင်အရှင်ဘုရားတို့မှာအရှင်ဘုရားတို့ရဲ့ဝိညာဉ်တွေနဲ့အညီနေထိုင်ရင်တရင်သုံးနေထိုင်ရင်လူတွေတခြားဘာသာဝင်တွေကလည်းအရှင်ဘုရားတို့ဘလို့ပဲတိုက်ခိုက်တိုက်ခိုက်နော် ဘလူတွေကဘလူပဲအရှင်များတို့ပုတ်ခတ်စော်ကားစော်ကားပြောတဲ့သူကမြေမြူသွားမယ်အရှင်တရားတို့ဘယ်တော့မှကုန်တဲ့ရှာအစင်မတော်ဘူးအဲ့ဒါကိုပြောချင်တာတပည့်တော်ကနော်အရှင်များတို့လူတကာလိုက်ပြီးတိုက်ခိုက်နေမယ်ဆိုတာကို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 သီလာကိုတမာရီကိုကိုကိုထူထောင်ကြပါလို့အဲ့ဒါလည်းပြောချင်ပါတယ်တပည့်တော်ကနော်ကျမတို့ငငယ်ကကလေးဘွားကကျမတို့ကိုမိဘတွေခြောက်ထားတဲ့စကလုံးလူတိုင်းကြောက်မှာပေါ့ဒေဝကြီးရှိရဲ့ဒေဝကြီး ေဝောကြီးအားဘိုင်းမန်းလည်းမသိပဲနဲ့ကျမတို့တွေဒေဝောကြီးကိုကြောက်ခဲ့ကြတယ်ပေါ့အခုလဲကျမတို့ကိုသာသနာနဲ့မြန်မာနိုင်ငံရဲ့သာသနာနဲ့ပတ်သက်ပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓသာသနာနဲ့ပတ်သက်ပြီးတော့ကျမတို့ဗုဒ္ဓဘာသာတွေရဲ့နှလုံးသားထဲမှာဘာရိုက်သွင်းထားလဲဆိုတော့ငရဲကြီးလိမ့်မယ်ငရဲကြီးလိမ့်မယ်ဆိုတာနဲ့သာသနာနှူးနှွမ်းစေမှုဆိုတာနဲ့ကျမတို့ဒေဝောကြီးနဲ့၆တလုံး၆ထားရတယ်ပေါ့နော်ကျမတို့ကျမတို့ဘုရားပြီးတော့မှဘုရင်မိတ်ဆွေကြီးကျမတို့ တာသနာအတွက်ကိုကျမပြောနေတာနော်ကျမကရေကြီးမှကြောက်တယ်ဒီတာသနာညှိုးနှွမ်းစေမှုနဲ့တာသနာရေးနဲ့ပတ်သက်ပြီးတော့ကျမအမှုခင်ဖြစ်မှာကိုကြောက်ပြီးတော့မှဘုန်းကြီးတွေနဲ့တူပြီးတော့ရှင်ပြီးတော့မှငါပြဿနာဖြစ်ရင်ငါပဲငရေကြီးလိမ့်မယ်ငါပဲအပေကြလိမ့်မယ်ကျမအပေကြမှာကိုကြောက်ပြီးတော့မှငရေကြီးမှာကိုကြောက်တယ်နော်အမှုခင်ဖြစ်မှာကိုကြောက်ပြီးတော့မှကျမကနေပြီးတော့ ဒီဗုဒ္ဓကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်ဒီယဟန်ဘုန်းကြီးတွေမှားရင်းစွာလှုပ်ဆောင်နေတာလှုပ်ဆောင်ကြမှားရင်းနေတာတွေကိုမြန်မာလေးရဲ့တိပါလေးရဲ့တွေ့ပါလေးရဲ့ ਨੇ မပြောဘဲနဲ့ငရေကြီးမှာကြောက်လို့เนาะအဖမ်းခံရမှာကြောက်လို့เนาะနေမယ်ဆိုရင်ကျမကကျမကိုးကွယ်နေတဲ့ဗုဒ္ဓသာသနာကိုထိမ့်သိမ့်ညာမကြဘူးကာကွယ်ရမကြဘူးစောင့်ရှောက်ရမကြဘူး ဖြက်စည်းနေရတဲ့အတူတူပဲဖြက်စည်းအောင်တက်စည်းဖို့စောင့်နေရတဲ့အတူတူပဲဖြစ်တယ်။နော်။သာသနာကို ကိုယ်တိုင်လက်နဲ့မဖြက်ပေမဲ့လေဒီသာသနာပြတ်အောင်လုပ်နေတဲ့ပုံပုံတွေလောက်ရတဲ့ကိုတိပါလေးရနဲ့မပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်ပြီးတော့မှနေမယ်ဆိုရင်ကျမကသာသနာပြတ်အောင်ကိုယ့်ရဲ့မြန်မာနိုင်ငံမှာဗုဒ္ဓသာသနာပြတ်သွားအောင်ထိုင်ဆောင်နေတဲ့သူကြောင့်အတူတူပဲဖြစ်တယ်။နော်။အဲ့တော့ကျမကငြင်းကြီးပါစေ။ ကျမရဲ့နှလုံးသားတွေကနေထွက်လာတဲ့စကားတွေကိုပဲကျမပြောတယ်။ကျမပြောတဲ့စကားတွေဘာစကားတွေလဲဆိုတော့ကျမရဲ့အကြောင်းအရာကိုသာသနာမှာစောင့်နေတဲ့နှစ်တွေသိလိမ့်မယ်။နော်။အဲ့တော့ဒီလိုမှားတာတွေကိုထောက်ပြလို့ငရဲကြီးမယ်။နော်အပေကြမယ်ထောက်ကြမယ်ဆိုရင်လေကြီးပါစေကြပါစေခံယူပါမယ်လို့နောက်ကတော့ဒိုင်းပေါ်မှာ2021ကနေစပြီးတော့ဒီနေ့အထိ ဆိုရှယ်မီဒီယာပေါ်မှာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့မှအမြင်မတော်တာတွေထောက်မတည့်တာတွေကိုအမှန်တိုင်းကိုကျွန်မအမှတ်လိုက်ခင်းနဲ့ပြောဆိုဝေဖန်နေတဲ့သူတယောက်ဖြစ်တယ်ဝေဖန်ပြောဆိုထောက်ပြနေတဲ့သူတယောက်ဖြစ်တယ်ကျွန်မကဗုဒ္ဓဘာသာမို့လို့ဗုဒ္ဓဘာသာဘုန်းကြီးတွေမှအမှားကျုံလို့ပေမဲ့မပြောဘဲနဲ့တိတ်တိတ်လေးနေမယ်အော်ငါတို့ဗုဒ္ဓဘာသာကိုသူများတွေစော်ကားမယ်ဆိုပြီးတော့ကျွန်မအဲ့လိုရင်ကုန်နှုတ်ပိတ်နေမယ် မျိုးသမီးတဲမှာကျမမပါဘူး။ကျမနေ့စဉ်ဖះရှိခိုးတယ်။ဖះရှိခိုးတဲ့အချိန်တိုင်းကျမပြိကံပြူတယ်။အရာတပိတော့ဤခန္ဓာကိုယ်ကိုယ်စိတ်နှစ်ပါးခန္ဓာ၅ပါးယုံနဲ့နှစ်ပါးတို့ကိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောင်ရဲ့ကြီးအစိကလူရဲမှာအရာတပိတော့ဤခန္ဓာကိုယ်ကိုယ်စိတ်နှစ်ပါးခန္ဓာ၅ပါးယုံနဲ့နှစ်ပါးတို့ကိုဓမ္မံတရားတော်မြတ်တို့အစိကလူရဲမှာအရာတပိတော့ဤခန္ဓာကိုယ်ကိုယ်စိတ်နှစ်ပါးခန္ဓာ၅ပါးယုံနဲ့နှစ်ပါးတို့ကိုတန်ခါတန်ခါတော့အရှင်သူမြတ်တို့အစိကလူရဲမှာ ဖရားတပိတော်ဤခန္ဓာကိုယ်ကိုယ်စိတ်နှစ်ပါးခန္ဓာ၅ပါးယုတ်နဲ့နှစ်ပါးတို့ကိုမိဘဆရာသမားတို့စိုးစိုးမှရံအတွက်စိက္ကလူတမ်းမှာဤဆိုပြီးတော့မှတပိတော်အဲ့တမားကအဲ့လိုပရိကံပြုလို့မှဘုရားရှိခိုးနေသူရောက်ဖြစ်တယ်နော်အဲ့တော့ကျမကခန္ဓာကိုယ်ကိုယ်စိတ်နှစ်ပါးခန္ဓာငါးပါးယုတ်နဲ့နှစ်ပါးကိုတန်ခါတန်ခါတော်ရှင်သူမြတ်တို့အတွက်ကိုတပည့်ကျမကလှူဒန်းထားပြီးသားတန်ခါဆိုတာစသုံးကပြောတယ်ပေါ့ဝိနည်းစည်းကမ်းနဲ့အညီနေတဲ့တန်ခါတွေကို နော်ဆွဆွဲပြောဆိုမတရားဆွစင်မာလာလို့ပေါ့ဆွဆွဲပြောဆိုတဲ့လူချင်းကျမအဲ့ဒီနဲ့နှစ်ဖန်းလုံးရင်လုံးရပါစေသူသေးကိုသေးချရင်ချရပါစေနော်ချပါကျမရဲ့တန်ခါကိုကျမအဲ့လိုကားပဲပါကျမရဲ့ဗုဒ္ဓသာသနာကအစအဦးတွေကိုနော်အလကားနေအကြောင်းရှိအပြောင်းပြချက်ထိုင်လုံးစွာမသေးနိုင်မင်းနဲ့ဖြက်သီးနေတယ်ဗုဒ္ဓဘာသာမလို့ဒီနိုင်ငံမှာဗုဒ္ဓဘာသာမကိုဝဲရအခုဖြက်ဖြက်ဖြက်အကြောင်းပြချက်မရှိဘဲနဲ့နော်အတလူကြီးဖြက်စင်းအဲ့လူကိုကျမတတ်မယ်အဲ့လူနဲ့ကျမနဲ့တိတ်အောင်သူသေးကိုသေးချပါ နော်ကျမတို့ရဲ့တရားတော်တွေကိုနော်အေးဗုဒ္ဓတရားတွေမဟောရအောင်ဒီတရားတို့ဖြည့်စီဖြည့်စီအလကအကြောင်းပြချက်မခိုင်လုံပဲနဲ့ဒီတိုင်းအိပ်ပဲမရှိဖြည့်စီရင်ကျမကသူသေးကိုသေးအဲ့လိုအသေးခံပြီးတော့ထိုင်သိမ့်ကြပဲဆောက်ရှောက်မှာတော်တော်လိုင်းပေါ်မှာဖုံးကြီးတွေယဟန်တန်ကတန်ကမပါဘူးတန်ကမပါဘူးနော်ဖုံးကြီးတွေနော်ယဟန်တွေလိုင်းပေါ်မှာလှုပ်ချင်ရလို့ဖုံးတယောက်တစ်လုံးနဲ့နော်ဖုံးတယောက်တစ်လုံးလိုင်းပေါ်တက်ပြီးတော့မရသက်ရှားတယ်လိုင်းပေါ်တက်ပြီးတော့မှနော် ပတနာတက်ရှာရဲလိုင်းမော်တက်ပြီးမာတုကမှာတက်ရှာရဲဒီလိုလုံနေတဲ့နော်လိုင်းမော်မှာတက်ပြီးတော့ပွဲတက်ရှာနေတဲ့ဘုန်းကြီးတွေယဟန်းတွေအတွက်တော့ငါဘာသာငါသာသနာငါဗုဒ္ဓဘာသာဘုန်းကြီးတွေလူများအသိတိုင်းမဖြစ်ဘူးဆိုပြီးတော့ဖုံးပွင့်နေနေမဲ့အထဲမှာတပြီးတော့မပါဘူးကျမမပါဘူး။ဩငါကတော့ဒါဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။အဲ့တော့ငါတို့ဘုန်းကြီးတွေမှား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  ဗုဒ္ဓဘာသာဘုန်းကြီးတွေမှားနေရင်လည်းမပြောဘူးမပြောဘူးပြောလို့တော့မဖြစ်ဘူးငါတို့ဘုန်းကြီးတွေကငါတို့ကနည်းနည်းပြောရင်သူများများများပြောမယ်ဆိုရဲအဲ့လိုမလုပ်ဘူးအဲ့လိုစိတ်ကြမ္မာမှမရှိဘူးအဲ့လိုစိတ်ကြမ္မာမှမရှိတဲ့အတွက်ကျမကရိုင်းဆိုင်ကျုံမာတဲ့မိမယုတ်မိမစိုးလို့တလောကလုံးကပြောလဲကျမရဲ့အကြောင်းကိုကျမရဲ့ခန္ဓာကိုယ်မှာစောင့်စောင့်ရှောက်တဲ့အဆောင်ရှောက်တွေတည်ရဲ့သာသနာကိုစောင့်နေတဲ့တွေတည်ရဲ့တရားကိုစောင့်နေတဲ့တွေရှိရဲ့တည်တယ်ပေါ့နော်အဲ့ဒါကြောင့်လူတွေမသိရင်နေပါစေ ကျမတို့လူတွေမချစ်ကျွရနေပါစေ။ကောင်းကင်မှာရှိတဲ့နှက်တွေ၊ပတ်ဝန်းကျင်မှာရှိတဲ့အဆောင်ရှောက်အဆောင်ချက်တွေ၊သာသနာကိုစောင့်တဲ့နှက်တွေကျမအကြောင်းကိုသိဖို့ပဲလိုတယ်။ကျမတို့သာသနာမှာစောင့်တဲ့နှက်တွေချီးကျူးဖို့နဲ့ကောင်းကင်အထက်ကောင်းကင်မှာရှိတဲ့နှက်တကြားတွေနှက်ပြမာတွေချီးကျူးဖို့ကိုပဲကျမတို့လာတယ်။ဖုန်းကြီးတွေမကောင်းတာလို့တော့ထောက်ပြရမှာပေါ့။ဖုန်းကြီးတွေဒီရှေ့ရှောက်ကျမကကျမနဲ့တွေ့လို့ရှိရင်အခုဖုန်းကြီးကနေပြီးတော့လူဝင်လေဟိုတယ်မှာဖုန်းကြီးကားတွေ့ရင် ဟိုတယ်ဆိုတာဘုန်းကြီးတွေတည်ရမယ့်နေရာမဟုတ်ဘူး။ဘုန်းကြီးတွေကျောင်းတွေမှာတည်ရမှာဘုန်းကြီးဆိုတာခုခေတ်ကရေကုန်မန္တလေးသွားလို့လည်းနေချင်းပြန်လို့ရတယ်ခင်။လမ်းမှာနားတယ်ဟိုတယ်မှာဘုန်းကြီးဝင်နားကြအကြောင်းကိုမရှိဘူး။နိုင်ငံတော်သာသနာရေးဝန်ကြီးဌာနကစီပင်းစည်းကမ်းတွေကိုသာသနာရေးဝန်ကြီးဌာနအနေနဲ့ချမှတ်တင်ပါတယ်။ကျမတို့ရဲ့နိုင်ငံမှာက ဗုဒ္ဓသာသနာထေရဝါဒဗုဒ္ဓသာသနာထွန်းကားတဲ့နိုင်ငံကိုယ်ပွဲစည်းကပ်နေတဲ့နိုင်ငံဖြစ်တဲ့အတွက်ပြီးတော့ကျွန်တော်နိုင်ငံမှာကဗုဒ္ဓဘာသာတစ်မျိုးတည်းရှိတာမဟုတ်ဘူးခရစ်ယာန်ဆိုတာလည်းရှိတယ်ဟိန္ဒူဆိုတာလည်းရှိတယ်အစ္စလာမ်ဆိုတာလည်းရှိတယ်အဲ့တော့အခြားဘာသာတွေအကြည်ညိုကင်းမဲ့အောင်အကြည်ညိုပြတ်အောင်ယုံကြည်မှုကင်းမဲ့အောင်ပြီးတော့မိမိတို့ဘာသာဝင်တွေဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်ကလည်းမိမိဘာသာကဘာသာရေးဆရာတွေဖြစ်တဲ့ဒီဘုန်းကြီးယဟန်နေကိုကြည်ညိုမှုပြတ်အောင်ယုံကြည်ကင်းမဲ့အောင်အဲ့ဒီတာဟိုတယ်မှာတဲတာမျိုးတွေကို တားမြစ်ပေးပါမတားမြစ်မတဲစေပါနဲ့ဘုန်းကြီးတွေယဟန်ဒီဘုန်းကြီးတွေယဟန်နေဟိုတယ်မှာလုံးဝတဲခွင့်မပြုပါနဲ့ဟိုတယ်မှာမတဲရညကိုအကြောင်းပြချက်မရှိဘဲနဲ့ကြောင်းမှာမာတုကာမတွေကိုညအိမ်ညနေလက်ခံနေဆိုအကြောင်းပြချက်ဥမာပေါ့စေကူးလို့နော်မတက်နိုင်လို့တခုခုပေါ့ခိုင်လုံးနဲ့အကြောင်းပြချက်မပေးနိုင်ဘဲနဲ့ဘယ်မှာတုကာမကိုမှတယောက်တည်းကြောင်းမှာအိတ်ဆက်ခွင့်မပြုပါနဲ့ဒါမျိုးတွေကိုစာထုတ်ပေးပါဒီလိုတွေစာထုတ်မှရပါလိမ့်မယ်ဒီလိုတွေစာမထုတ်ဘဲနဲ့ဒီလိုတွေလုပ်မယ်ဆိုရင် အခုကျမလည်းဗုဒ္ဓဘာသာပဲနေ့စဉ်ဘုရားရှိခိုးနေတဲ့သူတယောက်ကျမမိယောဖက်လာဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာကိုနော်ဗုဒ္ဓဘာသာအကြောင်းကိုကိုယ့်အနေကိုသိအောင်လုပ်ပြီးတော့မှယုံကြည်လို့ကိုကိုယ်ွယ်စိတ်ကနေနေသူတယောက်ဖြစ်တယ်နော်ကျမကိုယ်တိုင်ကနေတည်တည်ချာချာဗုဒ္ဓရဲ့အကြောင်းကိုလေ့လာပြီးတော့မှဗုဒ္ဓဘာသာဆိုတာကိုယ်ွယ်သေးတဲ့ဘာသာတစ်ခုဖြစ်တယ်ဆိုတာကိုယုံကြည်လို့တတ်ဝင်ယုံကြည်လို့ကျမမှာကျမကျမစိတ်နဲ့ကျမကိုယ်ွယ်ရဖြစ်တယ်နော် အရင်တုန်းကမိယိုဖလာမိဘတွေကိုကိုွယ်လို့ဘိုးဘတွေကိုကိုွယ်လို့ကိုကိုွယ်ခဲ့တဲ့အချိန်ကတော့မနေ့တစ်ချိန်ညတစ်ချိန်တော့မှန်ချင်မှမနာအလုပ်သွားမယ်ဖင်ကလေးထားပြီးမူအောင်ထားပြီးသုံးချိန်ချပြီးတော့သွားတာအခုကိုကိုတိုင်းဗုဒ္ဓဘာသာရဲ့အကြောင်းကိုသိလာတဲ့ဗုဒ္ဓသာသနာရဲ့အကြောင်းကိုသိလာတဲ့အချိန်မှာကိုကိုတိုင်းဖရာကိုလေဖရာအလုပ်တရားအလုပ်မှတစ်နေ့တစ်နေ့မလုပ်လိုက်ရရင် ကျမမလေးအကျွေးတင်နေတယ်လို့ခံစားရတယ်ဝင်တော့ဝင်ဖို့ဒါကတာဝန်ကြီးတရက်လို့မဖြစ်မနေလုပ်ရမှာဒါမလုပ်လိုက်ရင်စိတ်မချမ်းမြေ့ဘူးစိတ်မချမ်းသာဘူးဘုရားအလုပ်ကိုတနေ့တနေ့မလုပ်လိုက်ရရင်တရားတစ်ခုခုမှမပူဇော်လိုက်ရရင်နော်စိတ်မချမ်းမြေ့ဘူးအဲ့လိုတော့ဖြစ်သွားတာဒါဗုဒ္ဓတာဒနာအကြောင်းကိုသိလို့ဘုရားရဲ့အကြောင်းကိုသိတော့အဲ့လိုကိုဘုရားပေါ့ယုံကြည်တတ်ဝင်သွားပြီးတော့မှကိုးွယ်တာနော် ဲ့လိုကိုးကွယ်နေတဲ့ဗုဒ္ဓဘာသာဗမာမျိုးသမီးတယောက်ကနော်ဗုဒ္ဓဘာသာခေါင်းကြီးတွေအမားလုံနေကြကိုရင်ငုံနှုတ်ပိတ်နဲ့မမြင်ချင်ဆောင်ကြည့်မဲ့ထဲမှာတော့ကျမမပါပါဘူး။မှားတဲ့သူမှားတဲ့ဟာပြရမယ်။ဒါမှနောက်တစ်ချိန်ကျမတို့ရဲ့မြန်မာနိုင်ငံကဗုဒ္ဓသာသနာမပွေပြမှာမဟုတ်ရင်တော့ဒီလိုမကောင်းတဲ့ခေါင်းကြီးတွေနဲ့မကောင်းတဲ့ယဟန်နေရှိနေတော့အုံရောရောကြောက်ရောရောနဲ့တကယ်သာသနာပြုတဲ့ပုဂ္ဂိုလ်တွေတကယ်စစ်မှန်တဲ့ယဟန်တန်ဃာတော်တွေစစ်မှန်တဲ့တန်ဃာတော်တွေတို့ကြတော့အများကြီးညံ့တာပါတယ်။နော် ခုကအရေးအတွက်တာများနေပြီးတော့မှအရေးသွေးတိတ်မရှိပါဘူး။ကျမတို့လူတွေကိုပြောသလိုပဲကျမတို့အခုမြန်မာနိုင်ငံမှာအခုစစ်ကလာစစ်စစ်ကိစ္စနဲ့ပတ်သက်ပြီးစစ်ရေးနဲ့ပတ်သက်ပြီးစစ်မှတ်ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့เนาะ PDF ဟာဗာလဲ PDF เนาะ CDM ဝင်သွားတဲ့လူတွေ PDF ဖြစ်တဲ့လူတွေကိုเนาะကျမတို့မြန်မာနိုင်ငံကပြည်သူတွေဝေဖန်ရှုံချတယ်လို့ပေါ့စာတာတတ်တာပညာမတတ်ဘူးဆိုတယ်လို့ပဲဒီလိုပဲကျမတို့ရဲ့လူသားတွေမှာလဲစာတတ်တိုင်းဘွက်တွေเนาะ ဘွက်တွေဘွက်ဘွက်တွေများစွာရထားပေမဲ့လေစာတတ်တာနဲ့ပညာတတ်တာလည်းမတူစာတတ်ပြီးတော့အတိတ်တရားမရှိတာတွေအများကြီးလေဒါလူတွေမှာဒီလိုပဲယဟန်နေမှာလည်းအတူတူပဲပိရိကပိရိဒီဒီပရိယပရိပတ်စာပေတွေနော်ဘယ်လိုပဲကျမ်းကနေဘွက်တွေပြန်နေအောင်ရထားပေမဲ့လေအရှင်များတို့လည်းအဲ့ဒါစာတတ်တာပဲရှိနေပညာမရှိဘူးဖရာရဲ့ဆိုဆုံးမလမ်းညွှန်မှုကိုမလိုက်နာဘူးအရှင်များတို့ကဉာဏ်ကောင်းလို့စတော်တယ်ဉာဏ်ကောင်းလို့စတည်တတ်တယ်ဉာဏ်ကောင်းလို့ဘွဲတွေအများကြီးယူနိုင်တယ် ဒါပေမဲ့အရှင်ပြောတော့ဘုရားစကားနားထောင်ရဲ့ပုံကိုယ်လေးမဟုတ်ဘူး။အဲ့တော့လူတွေလိုပါပဲ။စာတတ်တိုင်းလည်းဒါသာသနာပြုပုံကိုယ်လို့ပြောလို့မရဘူး။ဒါပေမဲ့တော့လူတွေမှလည်းဒီလိုပဲစာတတ်တိုင်းလည်းပညာရှိလို့ပြောလို့မရဘူး။အဲ့လိုပဲမကောင်းတဲ့သူကတော့တပည့်တော်ကတော့မကောင်းတဲ့အကြောင်းရှေ့လျှောက်ပဲဆက်ပြီးတော့ပြောနေဦးမှာပါပဲနော်။တပည့်တော်ကိုလိုင်းပေါ်ကနေပြီးတော့သာသနာညှိုးနှိုင်းစေမှု၊ကိုင်သာသနာညှိုးနှိုင်းစေမှုနဲ့ချင်းချောက်နေတဲ့အရှင်ဘုရားကိုတပည့်တော်ဒီနေ့ကနေပဲ တခါတည်းရှောက်တင်လိုက်ပါတယ်ခင်ဗျာပြန်ချားလိုက်ပါတယ်ခင်ဗျာเนาะတပိတော့တို့ဗုဒ္ဓသာသနာမှာဖျားရဲ့သာသနာမှာလေရှင်ဖြစ်ဖို့မပါဘူးအရှင်ဘုရားတို့ကလူတွေနဲ့တုပြီးတော့ရှင်ပြီးတော့ရှင်ဖြစ်နေတယ်တပိတော့တို့မိုက်မင်းနောက်ဆုံးမရမဆုံးမပဲနဲ့မေတ္တာကရုဏာမထားနိုင်ဘဲနဲ့အရှင်ဘုရားတို့ရှင်ဟန်ဝတ်နေမဲ့ဇာလူထွက်ပါလူထွက်ပြီးစမှုထမ်းကြပါเนาะအဲ့လိုဆိုလူသားတွေပေါ်ကိုမေတ္တာကရုဏာနဲ့เนาะ မဆုံးမနိုင်မင်းနဲ့မသွန်သင်နိုင်မင်းနဲ့တရားဟောပြောမပြတာနိုင်မင်းနဲ့နှလုံးသားတွေကလာတဲ့တရားကိုမပေးနိုင်မင်းနဲ့စာအုပ်ထဲကလာတဲ့တရားတွေကိုပေးနေမယ်ဆိုရင်တော့အရှင်ဘုရားတို့လူထွက်ပြီးတော့စစ်မှုထမ်းလိုက်ပါနိုင်ငံမှာလည်းစစ်မှုထမ်းမှုလူတွေလိုနေပါတယ်အဲ့တော့အရှင်ဘုရားတို့လည်းအလုတ်မရှိမဲ့အတူတူဒီလိုပဲလိုင်းပေါ်မှာလက်ရလက်ရလုံနေမဲ့အတူတူသာသနာတော်အကျဉ်းကနေပြီးတော့မှစိတ်တန်းတန်းနဲ့ထွက်ပြီးတော့နိုင်ငံကိုအကျိုးပြုတဲ့နော်နိုင်ငံဝင်တဲ့စကားတွေဝင်လို့လိုက်ကြပါ သမှုထားလိုက်ပါအဲ့လိုဆိုတော့လေတက်မတော်လေအင်အားရှိတယ်เนาะအရှင်ဖျားတို့တပိတော့ပြတပိတော့အလုံးလုံးလူတွေနဲ့လိုင်းမော်တက်တက်ပြီးတော့ရံပြစ်နေမဲ့အစလူထွက်ပြီးတော့ဖုံးတလုံးစီနဲ့ဖုံးတယောက်တလုံးနဲ့လိုင်းမော်မှာလည်းရလက်ရလုံနေမဲ့အစလူထွက်ပြီးတော့တက်မတော်လေဝင်လိုက်ပါတက်မတော်ကတင့်ကိုတက်မတော်ကအလိုရှိပါတယ်ဆိုရဲစာရီကလည်းစစ်တက်ဒီမှာရေးထားတာတွေ့ရပါတယ်အရှင်ဖျားတို့ဝင်လိုက်ပါเนาะတပိတော်တို့ကကိုဖါသားကိုထိမ့်သိမ့်နေဆိုတော့အရှင်ဖျားတို့မူဇလင် နေကိုတိုက်ခိုက်နေမဲ့အစားမူဇလင်နေတနေ့ကိုဖရား9ချိန်ရှိကိုရင်အရှင်ဖရားတို့တနေ့9ချိန်ငါရှိကိုနိုင်လားမူဇလင်နေဝါတွင်မှာဥပုပ်တီကစောက်တည်တယ်အရှင်ဖရားတို့စောက်တည်ကြပါစောက်တည်တဲ့ကိုတော်တွေတန်ခါအစစ်တေကိုမပြောဘူးတော့တပိတော့ခုပြောနေတာတန်ခါတော်တွေကိုပြောနေတာမဟုတ်ယဟန်အတုနဲ့ဘုန်းကြီးအတုတွေကိုပြောနေတာယဟန်ရောင်ဘုန်းကြီးရောင်ကိုပြောနေတာ ရဟန်းရောင်ရောင်ဘုန်းကြီးရောင်ရောင်ပြောနေတန်ဃာတော်တွေကိုမစော်ကားဘူးတပိတော့ကိုယ့်ပဲစိတ်ကနဲ့စက်မှန်တော့တန်ဃာတော်တွေတပိတော့မပြောဘူးတပိတော့တို့ကလေအခုမူဆလင်တွေကတနေ့9ချိန်ဖျားရှိကိုတပိတော့က6ချိန်ရအောင်ရှိကိုတယ်အော်ဩဃာသာမရှိကိုနိုင်ပေမဲ့ သူတို့ဖယားဗလီရနေပြီးတော့អော်လိုက်ပြီးဆိုတော့အတန်ကြားပြီးဆိုတော့လေကျမတခါတည်းဒီနောက်ဖယားဗုဒ္ဓံတရဏံကိစ္စာမိဓမ္မံတရဏံကိစ္စာမိတန်ခံတရဏံကိစ္စာကိစ္စာမိရနေစပြီးတော့မှနော်ဂုံတော်ကိုပါ24ပြည့်စီဗဇက်ထဲတွေ့တမြအကုန်ပူတော့တာသူတို့တခါအော်ရင်ကျမလည်းတခါအော်တယ်ကျမဖယားရဲ့တရားကိုနော်အဲ့လိုအရှင်မြတ်တို့အဲ့လိုလောက်ကပါနကုသာသနာကိုပါတာကိုထိမ့်နေဆိုတာသူများထက်တအောင်လုပ်နိုင်ရမှာအရှင်ကြီးတို့ရဲ့အခုကြည့်နေတဲ့လူတွေရောအဲယဟန်ရံဘုန်းကြီးရောင်တွေရော ကြည်လိုက်လို့ရှိရင်မျိုးချစ်တယ်ဘာသာသာသနာကိုကာကွယ်စောင့်ရှောက်တယ်ကြည်လိုက်ရင်တနေ့ဖယားရှိကူလားဆိုအဲ့ဘုန်းကြီးတွေဖယားမရှိဘူးအဲ့ဒီဘုန်းကြီးတွေကိုသွားကြည့်လိုက်အဲ့ဒီဘုန်းကြီးတွေကိုသွားကြည့်လိုက်နော်เจ้านามเเละยออติจะไม่เปล่าบ่าวอะရှင်พญาก็ตะบิดอกูตางานนายกะมาขอพี่รอมาเนาะอ๋อสิทธิ์ซี้ได้อาคาจะตะบิดอตางานนายกะมาแล้วไม่เปล่าได้หูตะย้ายยงโหยกได้อาคา နော်နိုင်ငံတော်ကအကြီးအကဲတွေနဲ့တွေ့တဲ့အခါကျတော့မှကြောင်းနာမယ်တွေရောယဟန်ပုပ်ပုံနာမယ်တွေရောအကုန်လုံးကိုတပိတော့စာတမ်းလည်းပြုစုထားပြီးတာဗီဒီယိုဖိုင်တွေအကုန်လုံး record ရှိပြီးတာနော်ဘယ်ကြောင်းကဘယ်ကော်တော်ကဘယ်မှာတုက္ကမနဲ့ဘယ်နှစ်ခုနှစ်ထဲကနေပြီးဘလို့နေခဲ့တယ်ဆိုတာမျိုးတွေကစာတပိတော့မှအကုန်လုံးရှိတယ်ဒါတွေကိုတပိတော့ကဟိုနာမည်ကြီးအောင်လူချင်းကြီးအောင်လိုင်းပေါ်မှာတက်တက်ပြီးတော့တင်ပြီးတော့မပြအောင်ဆိုတာဘာလို့လဲဆိုတော့ကိုယ့်ရဲ့ပေါင်ကိုကိုလက်မထောင်းချင်လို့တက်လက်လန်ပြီးသတွေးမတွေးချင်လို့ ဒါကိုတတိတော်ကတတိပေးနေတာအရှင်ဘုရားတို့ကိုအချီညိုပြတ်အောင်လုပ်နေတာအရှင်ဘုရားတို့လုပ်နေတာအဲ့လိုမှမဟုတ်ဘဲနဲ့အရှင်ဘုရားတို့ကတတိတော်ကိုစောတကတက်ပြီးတော့မှနော်တန်ခါးနိုင်ကကိုခေါ်ပြီးတော့ဆက်ခေါ်အရှင်ဘုရားတို့တန်ခါးနိုင်ကမှာရှင်းလဲအရှင်ဘုရားတို့ဖုန်းကြီးတွေနဲ့တတိတော်လူနဲ့ရှင်လူပဲရှုံးမှာတရားရုံးချက်မှာတရားရုံးကိုရောက်တဲ့အခါမှာဘယ်တပိတော်ကျွန်မအခုလိုမျိုးပြောရတာကဘယ်ဖုန်းကြီးကြောင့်ဘယ်မြို့နယ်ကနော်ရန်ကုန်တိုင်းဒေသကြီးဘယ်မြို့နယ်က ပဲဘကိုတိုင်းဒေသကြီးဘယ်မြို့နယ်ကမန္တလေးဒေသကြီးမန္တလေးတိုင်းဒေသကြီးဘယ်မြို့နယ်ကဘယ်ဘုံကြီးဘယ်ကျောင်းဘယ်စရာတော့ဘယ်ချိန်ကဘာလုပ်တယ်ဘယ်ချိန်ကဘာလုပ်တယ်ဆိုတာအတိအကျတွေအဲ့ဒီခါကျမှတင်ပြပါမယ်တပည့်တော်မှာတပည့်တော်ကအလကားအာချောင်ပြီးတော့မှအရှင်ပြအာချောင်လဲလို့ရအာမချောင်ဘူးတပည့်တော်မှာအာချောင်မှုအချိန်မရှိဘူးအခုပဋ္ဌာန်းပူဇော်ရမှာအရှင်ဘုရားကိုတပည့်တော်ကပြန်လဲပြောပြတယ်လို့ခုလိုရှောက်ထားလိုက်တာ နော်တန်ခါမယကမှာမှလည်းတပိတော့ထုတ်ပြောနေပါဘူးအရှင်မရတို့ကြိုက်တဲ့ပုံမှန်နဲ့တပိတော့ဆွဲတပိတော့ကသာသနာညှိုးနှွမ်းစေမှုနဲ့အရှင်မရဆွဲမယ်ဆိုတော့တပိတော့ကအရှင်မရတို့မလုပ်တာကိုဖုန်ကြီးတို့အတင်းဆွတ်ဆွဲနေတာပါဘူးတန်ခါဒုကြီးကိုပြောနေတာပါဘူးဖုန်ကြီးအတုယဟန်အတုတွေကိုပြောနေတယ်လိုင်းပေါ်မှာတက်တက်ပြီးယံဖြစ်နေတဲ့ဖုန်ကြီးဖုန်ကြီးတွေဖြစ်ပြီးတော့မှအာပေါင်းအာရင်နဲ့လက်သီးလက်မောင်းတန်းပြီးတော့ယံဖြစ်နေတဲ့ဖုန်ကြီးတွေအဲ့လိုခါမျိုးတွေကိုအဓိကအခြေခံထားပြီးတော့တပိတော့ပြောနေတာဖြစ်တယ် တာသနာကိုတာသနာကိုထိန်းနေဆိုတာအရှင်ဘုရားတို့ဗုဒ္ဓဘာသာမပြောက်စေခြင်းတခြားဘာသာဝင်တွေရဲ့အခုဗုဒ္ဓဘာသာဖုံးကြီးတွေကိုလားမု슬လင်ဘာသာရေးစရာတွေအရှင်ဘုရားတို့တအောင်ကြိုးစားတယ်မု슬လင်တွေကတောက်ကြနေတိုင်းသူတို့ရဲ့အကြောင်းကိုလူတွေလာအောင်လုပ်နိုင်တယ်လို့အရှင်ဘုရားတို့အကြောင်းကိုလူတွေလာအောင်အရှင်ဘုရားတို့လုပ်တယ်ဒိုင်းမောကနေတပိတော်ကိုတာသနာညှိုးနှံစေမှုနဲ့ကင်ပြီးတော့နော်ပြောနေတဲ့ဆရာတော်ကိုပဲတပိတော်ဒီကနေပြီးတော့ပဲယူသေးစွာနော်တခါတည်းပြောလိုက်ပါတယ်ခင်ဗျာ သာသနာဝန်ညှို့နှံ့အောင်တပိတော်ကအရှင်မရားတို့မလုပ်တဲ့ကိစ္စတွေကိုလုပ်ပါတယ်လို့စွတ်စွဲပြီးတော့ပြောဆိုနေတာမဟုတ်ဘူးတပိတော်မှမဟုတ်ဘူးတနိုင်ငံလုံးတကဘာလုံးတခြားဘာသာဝင်တွေရောသိကြတယ်တခြားဘာသာဝင်တွေလည်းသိကြတယ်เนาะအရှင်မရားတို့ line ပေါ်မှာဖြစ်နေတဲ့အမှုကိစ္စတွေဘုန်းကြီးချင်းချင်းရံဖြစ်တယ်ဘုန်းကြီးနဲ့တိလာချင်းနဲ့ရံဖြစ်တယ်လူနဲ့ဘုန်းကြီးတွေနဲ့ရံဖြစ်တယ်ဘုန်းကြီးတွေလက်သီးလက်မောင်းနေတန်းပြီးတော့မှเนาะ ဖြစ်နေကြတာလေဒီကိစ္စတွေကိုအခြေခံပြီးတော့ဗုဒ္ဓဘာသာဝင်အမျိုးသမီးတယောက်အနေနဲ့ကိုယ့်ဘာသာကိုကိုယ်ကာကွယ်စောင့်ရှောက်လို့တဲ့စိတ်နဲ့ဝေဖန်ထောက်ပြခြင်းပဲဖြစ်တယ်တပည့်တော်ကလေသာသနာကိုထိမ့်မယ်ဆိုတာအခုမူဆလင်နေကသူတို့ရဲ့ဘုရားကျောင်းကိုသူတို့ရဲ့မူဆလင်ဘုရားရှိခိုးကျောင်းကိုမူဆလင်နေလာအောင်ဘုရားကျောင်းအပြည့်လာအောင်သူတို့ရဲ့ဘာသာဝင်တို့သူတို့စည်းရုံးနိုင်တယ်အရှင်ဘုရားတို့ဥပုံနေ့တိုင်းဥပုံနေ့တိုင်းအရှင်ဘုရားတို့ ကိုအရှင်မရတို့ကိုတိမှာပေါ့အရှင်မရတို့ရဲ့ဘုန်းကြီးရောက်နေမှာလာပြီးတော့တီလာဆောက်တည်တဲ့တက္ကရာကမတွေရှိသေးလားဘယ်လောက်များလဲနာမည်ကြီးရဲ့ဆရာတော်ကြီးတွေရဲ့အကြောင်းကိုတော့မပြောဘူးနော်ဒီရက်ကကြီးရက်ကဒီတပည့်တို့ရက်ကြီးပေါ့ရက်ကြီးဘုန်းကြီးကျောင်းနေကိုရက်ကိုရွာမှာရှိတဲ့ဘုန်းကြီးရောက်နေလူပြေတော့လူလားတပည့်တော်ရဲ့ဘိုးဘွားတွေလက်ထက်ကဟိုးအရင်ကဘုန်းကြီးကျောင်းနေမှာဆိုအဖိတ်ဥပုပ်ဆိုရင်ဘုန်းကျောင်းမှာလူပြေတယ်ထိုင်စရာနေရာတော့မရှိဘူးဥပုပ်တီလာဆောက်တည်တဲ့လူတွေရှိတယ်အခုတော့ ဥပုပ်တိကစောက်တူလေသူနေသွားတယ်ကိုယ့်ရဲ့ဘာသာအပေါ်ကိုယုံကြည်မှုကင်းလာတာမဟုတ်ဘူးအရှင်ဘုရားတို့အပေါ်ကိုနော်တက္ကရာကမတွေကယုံကြည်မှုတွေကင်းမဲ့လာတာအရှင်ဘုရားတို့အပေါ်အရှင်ဘုရားတို့ရဲ့အပေါ်ကိုတက္ကရာကမတွေကကိုယ်ွယ်စိတ်ကက်လိုမှုတွေယော့နေလာတာအဲ့ဒါဘာလို့လဲအရှင်ဘုရားတို့လုပ်တဲ့လှုပ်ဆောင်ချက်တွေကြောင့်အရှင်ဘုရားတို့ရဲ့လုပ်ရက်တွေလှုပ်ဆောင်ချက်တွေမှန်မှန်ကန်လို့အရှင်ဘုရားတို့ရဲ့သီလတမာတိနော်စွမ်းအားတွေမရှိလို့ ရုပ်လျော့သွားလို့အရှင်ဘုရားတို့ကိုယ်ပဲစီကမဲ့တက္ကဒကမတွေရုပ်လျော့သွားတာဖြစ်တယ်။သာသနာကိုအရှင်ဘုရားတို့ကိုယ်တိုင်မဖြတ်လို့ရတယ်။အရှင်ဘုရားတို့ရဲ့ဂုံသိက္ခာညှို့နှံ့အောင်အရှင်ဘုရားတို့လည်းလုပ်လို့ရတယ်ဖေ။နော်တပိတော်ရဲ့ဂုံသိက္ခာညှို့နှံ့အောင်တပိတော်လည်းလုပ်လို့ရတယ်။တပိတော်ဒီနေ့